ဲ့တော့ကျွန်တော်တို့ခြားသာပရိသတ်သမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။ခြားသာပရိသတ်သမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်စီပါတယ်။အဲ့ဒါပါလဲဆိုတော့ဒါဘယင်ဆိုတဲ့သင်္ကေတနမိတ်ပါ။အဲ့တော့နမိတ်အတိုင်းဆိုရင်တော့ဒီနမိတ်ကဘယင်နမိတ်ဆိုတော့မကောင်းလားဆိုတော့လည်းကောင်းပါအဲ့တော့အလုံးကိုင်းတွေအကြံတီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေဟာအောင်မြင်မဲ့အချိန်ကာလတစ်ခုပါပဲ။နော်ဒီကာလမှာ အလုတ်လောက်ကိုင်းနေတဲ့သူတွေဖိုင်တဲ့အလုတ်ထဲမှာအောင်မြင်နိုင်တယ်အလုတ်ထဲမှာဖြစ်ထွန်းနိုင်တယ်အလုတ်ထဲမှာယာဒူတူရာတွေလာတာတူတာတွေနေရာကောင်းရတာတွေဂျုံနိုင်ပါလေဒါမဲ့သူ့ရဲ့နမိတ်ကဒါနမိတ်ဆိုတော့လေဒါနမိတ်ဆိုတော့အတိုက်ခံလေးတွေဂျုံနိုင်တာပေါ့အနောက်ရက်လေးလည်းဂျုံနိုင်တာပေါ့ဆိုတော့အတိုက်ခံလေးအနောက်ရက်ဒီဂျားရရပဲဂျာတော်ဒေသသမီးတွေအောင်မြင်မဲ့ကံတော်မျိုးရှိတယ် ကိုယ်ပိုင်သေးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့ကြာသပတေးသားသမီးတွေဆိုရင်အလုံမှာလုပ်ငန်းပြိုင်အပြိုင်ဆိုင်လေးတွေလည်းပေါ်တတ်ပါလေ။ဒါပေမဲ့အောင်မြင်နိုင်မဲ့ကံတရားမျိုးရှိပါလေ။ကြာသပတေးသားသမီးတွေကိုအကြံဉာဏ်ပေးချင်တာဒီကာလတွေမှာအပြိုင်ဆိုင်တွေပေါ်တဲ့အခါအနောက်ချက်တွေပေါ်တဲ့အခါအတိုက်ခံတွေပေါ်တဲ့အခါပေါ့နော်။လုံးဝနောက်မတွန်ပါနဲ့။နော်။အာမလျော့တော့ပါဘူး။ဆက်လက်ပြီးတော့ကြိုးစားထုတ်ပါ။ ာဧကမုထအောင်မြင်မှာเนาะအောင်မြင်ခါနီးမို့လို့အတိုက်ခံကြုံတယ်ဖြစ်မြောက်ခါနီးမို့လို့ခက်ခဲကြုံတယ်လို့သဘောထားပြီးတော့တေဇာဘောက်ခက်ခဲတွေကြုံတဲ့ခါမှာငါတို့ကအောင်မြင်တော့မှာပဲငါတို့ကတေဇာဘောက်ဖြစ်ထွန်းတော့မှာပဲဖြစ်မြောက်တော့မှာပဲလို့ကြံ့ကြိုင်တဲ့စိတ်ရဲရင်တဲ့စိတ်နဲ့ကြိုးစားအထုံးမှာဆိုရင်မြို့ရဲ့စီးပွားရေးတွေအလုပ်ကံကြံ့တီတွေပို့ပြီးတော့အောင်မြင်နေမှာဖြစ်ပါတယ်ဒါဆိုကြာလောက်ပြေးသားသမီးတွေကမှာကိုယ့်အနေနဲ့ လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ဇာတာပရိသတ်သမီးတွေရှိရင်တခုလောက်ကိုကပြန်မေးကြတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုအခက်အခဲတွေရင်ဆိုင်နိုင်တဲ့တတိစီလာတတိစီရင်လုံးတင်နေနေနေအနောက်ဆက်လေးတွေဂျုံနိုင်တယ်အဲ့ဒီအနောက်ဆက်လေးတွေကိုကြော်လွှားနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိလားကြံ့ခိုင်တဲ့ကိုယ့်ကိုပြန်မေးရမှာပေါ့နော်အဲ့လိုရှိတယ်တည်တဲ့ဘောက်ရှိတယ်စိတ်ဓာတ်ရင့်ကျက်တယ်ဆိုရင်တော့ အလုပ်တွေကိုရဲရဲသာလုပ်ပါအေကံမုစ္စာအောင်မြင်နိုင်ပါနော်နံပါတ်1ကဒီငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာအပိုင်းပါနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာအပိုင်းမှာကျတော့တဲတော့နမိတ်ဆိုရင် သစန်းဆိုတဲ့နမိတ်ကြတယ်သစန်းဆိုတာကျွန်တော်ကနေမင်းကထွန်းလင်းတောက်ပါတယ်အဲ့လိုနမိတ်မျိုးပါပဲအဲ့တော့အင်မရမကောင်းသောနမိတ်ပါဂျာဂိုင်နှုန်းနဲ့ပြောမှဆိုရင်တရားမှာ99ဂျာဂိုင်နှုန်းလောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာတွေကတော့တော်တော်လေးကောင်းပါတယ် ဒါလည်းကိုကရကပြောခဲ့သလိုပဲဇွဲလုံးလာဝရိယနဲ့ကြိုးစားတယ်တစ်ဖက်ကပြန်ကြည့်ကြည့်ရတာကြတော့ငွေကြေးအရာအချိန်လေးအများကြီးကောင်းဒါမှမဟုတ်ဒီချိန်မှာငွေကြေးခက်ခဲနေချင်းပြေးလဲတယ်ရစရာတွေရတာတို့ပေးစရာတွေရှိတာပေးနိုင်တာတို့လူချစ်လူခင်များတာတို့ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာတွေနောက်ကျမ်းမာရေးရာဆူဆူရွာရွာအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိပါဘူးနောက်တခြားကြသောပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေထုံးလင်းတောက်ပါလာတွေရှိတယ် အောင်မြင်ဖြစ်ထွန်းနိုင်ရှိတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေဖြစ်မြောက်တာပေါ့နော်။အဲ့တော့ပြောစရာလေးကတော့နောက်တစ်ခုရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ဇာတာပရိသတ်သမီးတွေရဲ့ကံတရားမှာမမျော်လင့်မဲ့နဲ့ဆွေမျိုးသားချင်းနဲ့ကိုယ်နဲ့ကြားထဲမှာအတိုက်ခံလေးတွေအနေချင်းကြုံရတတ်တယ်။အဲ့တော့ဆွေမျိုးသားချင်းနဲ့ပူးတွဲပေါင်းဆက်ဆက်တူလုပ်ငန်းလုပ်ဖို့အတွက်စ조사အထုတ်နေတဲ့သူတွေချင်းเนาะနည်းနည်းလေးသတိထားပြီးတော့လုပ်အောင်ပါဘောเนาะ။နောက်ချေးအင်တော်ရင်းနဲ့ပတ်သက်တဲ့ကံ အခြေအနေနဲ့ပတ်သက်တဲ့ကံမှာကြတော့ဘာရှိလဲဆိုတော့ကိုယ်အနေနဲ့အလုံးနဲ့ချစ်သူစီးပွားရေးလုပ်ငန်းနေနဲ့အိမ်ဆောင်ရေးအဲ့နှစ်ခုရဲ့ကြားထဲမှာလွန်ဆွဲပြီးတော့အခြေအနေရေးပိုင်းနေမှာနည်းနည်းကိုယ့်ဘက်ကဟာသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါမှမဟုတ်အလုပ်တွေလုပ်တာလဲလုပ်တာတစ်ပိုင်းပေါ့အခက်အခဲတွေရင်ဆိုင်ကျော်လွှားတာလဲတစ်ပိုင်းပေါ့ဒါမဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးသားချင်း ကိုယ့်ရဲ့လုပ်ငန်းဆောင်ဟိုဒီပြန်ပြီးတော့ဂယူဆိုင်ဖို့လိုအပ်ပါတယ်နော်ဒါကတော့အခြေအနေအရင်းမှာအဓိကလိုအပ်တာကတော့ရှားသာပရိသတ်သမီးတွေအတွက်တကယ်လိုအပ်တဲ့အရာဘယ်အရာလဲဆိုရင်ဘဲလန့်ဖြစ်ပါတယ်ဘဲလန့်ညီမအောင်မြင်မှာပေါ့နော်အဲတော့ရှားသာပရိသတ်သမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာဘာយ៉ាងနေရှိလဲဆိုရင်နံပါတ်1ကအနဲ့ရောင်ကောင်းတယ်နံပါတ်2ကအဖြူရောင်ကောင်းတယ်အဲ့တော့အကြောင်းကြီးရဲ့ကိစ္စကြီးတဲ့ကအနဲ့ရောင်လေးတွေအဖြူရောင်လေးတွေဝတ်ပါ ကံကောင်းတည်တယ်အကျိုးပေးတည်တယ် lucky number ကလေးတွေကတော့ခုနှစ်ကနန်းနဲ့နှစ်ကနန်းပေါ့နှစ်ကနန်းနဲ့ခုနှစ်ကနန်းဖြစ်ပါလေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းရခဲပေါ့ထမ်းလျက်ခဲကိုခဲပေါ့နော်ထမ်းလျက်ခဲကိုခဲကိုကတ်လူပူတော်ကြဆူတောင်းအောင်ပါလေအဲဆိုရင်မကောင်းတဲ့ကံတာအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာစံတရရှိစေမှာဖြစ်ပါလေနော်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမသူ လာရောက်ခဲ့ဖို့အတွက်အားလုံးကိုဖိတ်မှန်တကပြုပါတယ်။ပြီးခဲ့တဲ့ပတ်ဒီတော့ဟောစတန်လေးတွေမတင်ဖြစ်တဲ့ဆိုတာလည်းပဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူးနော်။အချိန်မြဲအမြဲတမ်းလေးစားပါတယ်။တန်ဖိုးလည်းထားပါတယ်။ဒါကြောင့်စဉ်သက်မပြတ်လည်းရိုက်ကူးနိုင်အောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကဒီလကုံလောက်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချန်ကယူရောမင်္ဂလာချန်ရဲ့ daily ခါတော်ဘေးဟော့စတန်လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါလေ။ဗားစရာကြီးမင်းသိင်္ဂရဲ့ကြီးနဲ့ဗရာဘီပေါင်းဆိုတဲ့ပဒီလေးတွေနောက်ဝါစိန်းနီအဆောင်လက်ပတ်လေးတွေဝါစိန်းနီအင်းစမဖျောင်းနိုင်တော်လေးတွေတရားစရာသောအဆောင်ရတရားပစ္စည်းတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာလာပြီးတော့ဝယ်လို့ရပါတယ်။တချို့မလာရောက်နိုင်တဲ့သူတွေဆိုရင်လည်းအွန်လိုင်းကနေပြီးတော့ ဖိုင်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်ကျောင်းရဲ့မိတ်ဆွေကြာသာပတိသာသမီအပေါင်းကိုယ်ချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒတစ်လုံးတစ်ပါးလည်းရရှိကြပါစေနော်ဆိုတော့အခုကတော့ယာတိဥတုကတော့ဆောင်းနှင်းကာလဆိုတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာနည်းနည်းလေးအေးလာပြီဆိုတော့ချမ်းမကြီးအထူးသတိထားရတဲ့အချိန်ကာလဖြစ်ပါတယ်ဒါကျွန်တော်မိတ်ဆွေတွေလည်းအေးတဲ့နေရာဒီသာမိတ်ဆွေတွေလည်းချမ်းမကြီးခူးဆိုင်ကြပါနော် လိုရာဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါမယ်နော်။